င်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်ဧပြီလ20ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာရေးဂျာနယ်တွေကကောင်းတော့ရရာသတင်းတွေကိုရွေးချယ်တင်ပြပေးနေတဲ့သတင်းစာဘောကဖတ်စရာများအစီအစဉ်ကိုကျွန်တော်ပြဖြူကြောင်းနဲ့တူ ကျွန်မမေဆုတို့ကတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါဒီနေ့မှလည်းဒါထူးထူးခြားခြားသတင်းတွေကလည်းအများကြီးပါလာတယ်ဆိုတော့ဘယ်သတင်းလေးညီမရွေးချယ်ထားတယ်ညီမကြီးဟုတ်ကဲ့ပါကိုပြပြောကြော်ရေးဒီကတော့ညီမကတော့ပထမအဆုံးအနေနဲ့ပေါ့နော်ဒီ Daily 11သတင်းစာရဲ့ခေါင်းစီမှာပါတဲ့ညီမနိုင်ငံကိုတင်ပို့နေတဲ့စံလေးပေါ့နော်ဒီစံလေးကိုဖျက်ဆီးခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကမ္ဘာဈေးကွက်မှာနာမည်ပြက်စီလို့ပေါ့နော်စံတင်ပို့မှုတစ်ခုလုံးပြန်လည်ဆက်ဆေးဖို့အတွက်အချိန်ကျရောက်ပြီလို့ဒီဒီစီးပွားကူးသန်းဒုတိယဝန်ကြီးကပြောကြားထားရဆိုတဲ့သတင်းလေးကိုဖတ်ကြားပေးပါပါရှင်ဟုတ်ကဲ့ ဟုတ်ကဲ့ပါဒီသတင်းကလည်းဒါထူးထူးခြားခြားသတင်းဖြစ်တယ်လို့မို့ဒီအာဖရိကနိုင်ငံတွေမှာပို့လိုက်တဲ့ဆန်တွေပေါ့နော်အဲ့ဆန်တွေကဒါအရေးသေးပြင်းပြင်းမြင်ဘူးဆိုပြီးတော့ဖြတ်စည်းခံရတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီးနောက်ပိုင်းမှာဒါပြန်လဲပြီးတော့ဒါစီးပွားကိစ္စဝန်ကြီးဌာနပြန်လဲပြင်ဆင်မှုစ조사နေရလေလေဖြစ်ပါတယ်ဗျဟုတ်ကဲ့ရှင်ဟုတ်ဒီပေါ့နော်ဒီဆန်တွေကိုပေါ့နော်ဟို 2018ခုနှစ်ဩဂုတ်လကောင်ကနေပြီးတော့ဒီမှာပို့ခဲ့တဲ့အခါမှာနှစ်လခွဲခန့်ကြာပြီးတော့ဗောနော်ဒီရန်ကုန်မြို့ကနေပြီးတော့အောက်တိုဘာ15မှာထွက်ခထောက်ခခဲ့တာဗောနော်အဲ့လိုထောက်ခပြီးတော့ဗောနော်ဒီစံနေရနိုင်ငံဘောင်းဆောင်ကိုရောက်ရှိခဲ့ရဗောရောက်ရှိခဲ့တဲ့အချိန်မှာဒီအလေးချိန်မပြေးလို့ဆိုပြီးတော့အေးပြဿနာဖြစ်ကြရဲအဲ့ဖြစ်ကြရဲအခါမှာဗောနော်ဒါဟိုဗောနော်ဒီလိုဒါကိုလူစားတော့ရင်မတင်ဆိုပြီးတော့ဗောနော်ဒါကိုမှတ်ချက်ပေးလိုက်တဲ့အပေါ်မှာဒီဒုတိယဝန်ကြီးကဒါကတော့ ဒီမြန်မာနိုင်ငံစံတမှုအများဆုံးနိုင်ငံဖြစ်တဲ့အတွက်ဒါထိခိုက်တယ်လို့ပြောတာပေါ့တကယ်ရင်ကျတော့ဒီမှာသိရတာလေးချိန်မပြည့်ရယ်ဆိုပြီးတော့ဒီ Daily 11သတင်းစာမှာဖော်ပြထားပါတယ်အာဟုတ်ကဲ့ပါဒုတိယတစ်ပုတ်အနေနဲ့ရောပေါ့နော်ဒါဒီပေါ့နော်တကြံကာလအတွင်းမှာတန်ကြားထိုးတဲ့ဒီ download မျိုးဆက်တန်ကြားအဖွဲ့ကိုပေါ့နော်ထပ်အဲ့ဒီအဖွဲ့ဝင်တကူကိုထပ်မံအမှုဖွင့်ပြီးတော့ဖမ်းဆီးပြီးတော့အမှတ်ခံပေးရယ်ဆိုတဲ့သတင်းလေးကိုပေါ့နော်ဒီစံတော်ချိန်သတင်းစာသတင်းလေးကိုဖော်ပြပေးတော့မှာပါရှင်ဟုတ်ကဲ့ပါဒီသတင်းကလည်းဒါတက်မတော်ကနေပြီး55ကကြီးနဲ့ကျွန်တော်တို့ဒါ ိုင်ငံတော်အကြီးညိုပြက်စီမှုပုံမှန်နဲ့ဒါအမှုဖွင့်ထားတာပါ။ဒါအမှုဖွင့်ခံရတဲ့အထက်မှာလည်းတနာဥဆိုင်မှာတူပါဝင်ပြီးတော့အဲတနာဥဆိုင်မှာဟိုဒါဟိုဝက်ထဲမှာနေမဲ့လာပြီးတော့ဖမ်းသွားရဲဆိုပြီးတော့သတင်းတွေထွက်ထွက်ပေါ်ခဲ့ပါတယ်။ဟုတ်ကဲ့။ဟိုသူ့ကိုဒီမှာပေါ့နော်ဒီကြက်သိန်းတရာနဲ့အာမခံနှစ်ဦးနဲ့အာမခံရရှိခဲ့တယ်ဆိုပြီးတော့ဒီမှာဖော်ပြထားပါရှင့်။ဟုတ်ကဲ့ရှင့်။ ဟုတ်တတိယသတင်းအနေနဲ့ကတော့ဗောနော်ဒီ the voice သတင်းစာကဗောနော်ခွေးလီခွင်းလင်းနေယူဗောနော်ခွေးကေဟာကိုပို့ဆောင်မှုအတွက်ရန်ကုန်မြို့တော်ဝန်ကညွှန်ကြားထားရဲဆိုတဲ့သတင်းလေးကိုပြောပြပေးသွားမှာပါရှင့်ဒီမှာတော့ဗောနော်ခွေးလီခွေးလင်းနေယူအစိတ်ချနှိမ်နှင်းတာတွေမပြုတ်လောက်တော့ဘဲနဲ့ခွေးကေဟာကိုပို့ဆောင်ဖို့ဆိုပြီးတော့ဒါဝန်ကြီးကဒါအကြံပြုပြောကြားထားတာဗောရှင့်ဟုတ်ကဲ့ ဟုတ်ဒီမှာဟိုပြီးတော့ဒါမှာရက်ွက်လိုက်စီယုံပေးကြဖို့ရေရန်ကုန်မြို့တော်ကဒီ AP လာ18ကပေါ့နော်စီပင်သားရကော်မတီဝင်နေနဲ့တွေ့ဆုံစင်ရဒီစကားကိုပြောကြားခဲ့ရပါလက်ရှိရန်ကုန်မြို့မှာခွေးလိခွေးလင်းရတသိန်းကျော်ရှိရခွေးကရမှာထားရှိဖို့အတွက်အခက်အခဲရှိနေရဆိုပြီးတော့လေဒီကအဲ့ဒီစီပင်သားရဌာနမှူးကပြောကြားထားတာလေးလည်းရှိပါတယ်ခွေးကောင်ကြီးတသိန်းကျော်ဆန့်နေပေါ့ဆန့်ဖို့အတွက်ကိုမရှိတဲ့အတွက်ကြောင့်မို့တားဆက်ချာရှင်းလင်းခြင်းတွေတားဆက်ချာခြင်းတွေရှင်းလင်းခြင်းတွေကိုလည်းထပ်ပြီးတော့ဆောင်ရွက်အောင်မယ်ဆိုပြီးတော့လေပြောထားတာလေးလည်းရှိရပါတယ် ါကတော့ဒါဖြည့်ဆွက်ပြီးတော့ပေါ့နော်ဂွေးကေဟာကိုပို့တာရယ်နောက်ပြီးလို့ရှိရင်တခြားလုပ်ငန်းစဉ်လေးတွေလုပ်မယ်ဆိုပြီးဒါသူတို့ပြောပြပြောကြားထားတာပါရှင်ကျွန်တော်တို့ဒီရန်ကုန်မြို့ပေါ့နော်လှိုင်းတန်းရဘက်မှာကျွန်တော်တို့ဒါ CBN တိဆောက်ထားတဲ့ဂွေးကေဟာရှိပါတယ်အဲ့ဒီမှာအကောင့်ကြီးထောင်ငန်းန်းဝင်းမြင့်ရယ်ဒါအများဆုံးဆက်တဲ့အနေထားရှိပါတယ်အဲရန်ကုန်တမြို့လုံးမှာရှိနေတဲ့ခွေလေခွေလင်းအင်အားတိမ့်နဲ့ချီပြီးတော့ရှိနေတာပေါ့နော်ဒါဟာကျွန်တော်တို့မာလူမျိုးတွေကလည်းဒီခွေလေးတွေကိုတနာကျင်တာတဲ့အတွက် လို့ဟင်းနေ twin နေကြွေးရာကနေပြီးတော့ပုံမိုးပြီးတော့ပေါက်ဖွာလာတဲ့နေသားကိုတွေ့ရပါတယ်ဗျာဟုတ်ကဲ့ပါရှင်ဟုတ်သူတော့အာဘော်အနေနဲ့ကလေးဗာများရွေးချယ်ထားလဲမသိဘူးအကိုအနေနဲ့ပေါ့ဟုတ်ကဲ့ပါဒါမင်္ဂလာနှစ်သစ်မှာပဲနှစ်သစ်ကူလူငယ်ချမ်းသာခွင့်နဲ့ပတ်သက်ပြီးတော့အိဒါအာဘော်လေးကိုစံတော်ချင်းသတင်းစာကနေရွေးချယ်ထားပါတယ်စာမျက်နှာစလေးကအာဘော်လေးဖြစ်ပါတယ်ဗျာညီမနှစ်သစ်အခါတမင်ရအထိတ်မှတ်အားဖြင့်၎င်းပြည်သူလူထုရေနှလုံးစိတ်ဝမ်းအေဂျင်စီရဲ့လူသားချင်းစာနာထောက်ထားမှုကိုလေ့ထားသောအားဖြင့်၎င်း အချင်းထောင်ချင်းစခန်းအတီးဒီနိုင်အချင်းကြခံနေသောနိုင်ငံသားအချင်းသူချင်းသား6535ဦးကိုရာဇဝတ်ကျင့်ထုံးပုံမှ401ပုံမှခွဲ100လွှတ်ပေးလိုက်ကြောင်းနဲ့ကြံချင်းများအချင်းသားချင်းသူတွေထဲမှလွှတ်တင်လွှတ်ထိုက်သူများကိုလည်းစနစ်ကျစီစီလျက်ရှိပြီးနိုင်လူငင်းချမ်းသာဝင်ဆက်လက်ပေးရသွားမည်လို့နိုင်ငံတော်သမ္မတရုံးက April 18ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ကြေညာလိုက်ပါတယ်လူငင်းချမ်းသာဝင်ဆိုတာဟာဒါကျွန်တော်တို့မြန်မာနိုင်ငံမြန်မာလူမျိုးတွေအတွက်တော့ဒါထူးခြား ကျွန်တော်နှစ်သစ်တွေလိုနှစ်ဥကာလတွေမင်္ဂလာအခါတမရကာလတွေမှာဒါအမြဲတမ်းဆိုသလိုမျိုးလွတ်ပေးတာတွေလည်းရှိခဲ့ပါတယ်ဟုတ်ကဲ့ပါရှင်ဒီမှာပေါ့နော်ရင်းတို့ခွင့်ခွင့်ပြုပေးတော့လူငင်းခန်းစာဝင်ပေးတော့နေရာနိုင်တဲ့တည်တံချမှတ်ခြင်းခံရသူများထောင်နှံတသက်တို့ပြောင်းလဲကြပခံစေခြင်းနှစ်အကန့်သက်မရှိနေထောင်နှံတသက်ကြခံနေသည့်အကျဉ်းသားများမှာဘောနောနှစ်အကန့်သက်ဒီရှော့ပေးတာထောင်နှံနှစ်40အထက်ကြနေတဲ့သူနှစ်40အောက်ရှော့ပေးတာဒါအမျိုးမျိုးပေါ့နော်ဒီထဲမှာတော့ ပါဝင်တယ်ပါဝင်တဲ့အထက်မှာပေါ့နော်ခိုးဆိုလူနိုင်လူသက်မဒိန်းတရခဲမှာမြန်မာရင်းလွန်ငိမ်းချက်နာခွင့်နိုင်ပါဝင်ခဲ့ရည်တဲ့အများပြည်သူကြီးလုံခြုံမှုပေါ်များစွာခရက်ထသည်တယ်ဆိုပြီးတော့ဒါပြောကြားထားတာအင်ဒါပြောကြားထားပါတယ်ဗျာဟုတ်ကဲ့ဒါကြောင့်မလို့တဲ့လွန်ငိမ်းချက်နာခွင့်နဲ့ပတ်သက်၍ခွင့်ပေးနိုင်သောသူများသည်အာဏာပိုင်အကြီးအကဲများဖြစ်ပြီးတော့ခက်အဆက်ဆက်ကျင့်သုံးခဲ့တော့အခွင့်အူအာဏာတရဖြစ်ခဲ့ရာ ယခုကဲ့သို့လူငင်းချက်နာခွင့်ပေးရခြင်းစီကံတက်မှတ်ချက်မထားရှိပဲလူငင်းချက်နာခွင့်ပေးခြင်းလွတ်ထင်းလွတ်တိုက်သူများစီစီရွေးချယ်ပေးခြင်းတို့ကြောင့်နိုင်ငံတော်နေဖြင့်လူသားချင်းစာနာထောက်ထားမှုကိုအလေးထားရရောက်ပြီးပြည်သူလူထုရဲ့ဘဝလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးကိုများစွာထောက်ကူပြုစေမယ်ဆိုပြီးတော့ဆန်တော်ချင်းကဒါဒါပေါ့နော်ရှုမြင်ရေးသားတယ်ဆိုတဲ့အကြောင်းကိုဒါတော့ကပြပြထားတာကိုတွေ့ရတယ်ဗျာဒါကတော့ဒီပေါ့နော်နေစံတရက်နေ့မှာလူငင်းချမ်းသာဝင်ပေးလိုက်တာ ਨੇ ပတ်သက်တဲ့ အနီတာအမော်လီပေါ့ရှင်ဟုတ်ကဲ့အာသတင်းလေးတွေအနေနဲ့ရွေးချယ်ထားတာပေါ့နော်ဒါမေတရက်နေ့ကနေစပြီးတော့ရန်ကုန်ပြည်သူစေယုံကြီးအရင်ဝင်ထွက်တလန်းမောင်းတတ်မှတ်မယ်ဆိုပြီးတော့ဒါစံတော်ချိန်သတင်းစာသတင်းလေးကိုဖတ်ကြားပေးချင်ပါတယ်ရှင်ဟုတ်ကဲ့ပါအော်ဒီမှာတော့ပေါ့နော်ရန်ကုန်ပြည်သူစေယုံကြီးရဲ့ဂိတ်ပေါက်များဖြစ်တဲ့ဘူးချုပ်လန်းအပေါ်အပေါ်လန်းဝင်ထွက်ဂိတ်တွေနောက်ပြီးတော့လမ်းမတော်ဂိတ်ပေါက်တွေအနော်ထာလန်းနဲ့စကူးလန်းရှိရာဂိတ်ပေါက်တွေနောက်ပြီးတော့ရွှေတဂုံဖျားလမ်းမပေါ်ရှိရာဂိတ်ပေါက်၃နေရာကိုတဲ့မေလာတရက်ကစပြီးတော့ရင်အဝင်ထွက်တလန်းမောင်းတတ်မှတ်မယ်ဆိုပြီးတော့ ဒီမှာဖော်ပြထားပါဗျ။ဒီလိုသတ်မှတ်တာကပေါ့နော်။ရန်ကုန်ပြည်သူ့စေယုံကြီးဂိတ်ပေါက်ကအလွန်များတဲ့လူနာတင်ရင်တွေ၊လူနာဆောင်တွေ၊မော်ဟိုလူနာဆောင်တွေနောက်ပြီးတော့မော်တော်ယာဉ်တွေတာဝန်ထမ်းဆောင်ကြရတဲ့ဆရာဆရာမတွေမော်တော်ယာဉ်တွေရောအဆင်ပြေချောမွေ့မှုရှိစေဖို့အတွက်ပေါ့နော်။ဒီလိုလောက်တာလို့ဆိုပြီးတော့ဒါပြောချက်အမီးရာရင်းနဲ့ပေါ့နော်။တွေးစုံစင်ကနေပြီးတော့စေယုံကြီးတာဝန်ရှိသူတွေကပြောကြားထားပါရှင့်။ဟုတ်ကဲ့။ အော်နောက်ပြီးတော့ဗောနော်ထပ်မံပြီးတော့ရွှေကုံဖျားလမ်းမောက်ဘော်ကရန်ကုန်ပြည်သူ့စေယုံကြီးဂိတ်ပေါက်၃ခုရဲ့နောက်ပြီးတော့ Junction City ရှိဂိတ်ပေါက်ကိုတဲ့ရင်လန်းချောင်းအဝင်အထွက်ဝင်ပေါက်ဖြစ်ပြဲခွင့်ပြုမယ်ဗောနော်ဂျန်နဲ့ဂိတ်ပေါက်၂ခုကိုထပ်ပေါက်ဖြစ်ခွင့်ပြုမယ်ဗောဂိတ်ပေါက်၃ခုရှိရဲ့နေရာမှာနေရာမှာဗောနော်တစ်ခုကိုအဝင်ပေါက်အနေနဲ့အသုံးပြုပြီးတော့တစ်ခုနောက်ဂျန်နဲ့၂ခုကိုကြာတော့အထွက်ပေါက်အနေနဲ့အသုံးပြုမယ်ဆိုပြီးတော့ဒီမှာဖော်ပြပါရှိပါရှင်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါနောက်ထပ်ထူးခြားတဲ့သတင်းတစ်ပုဒ်ကတော့ဒါ ဝဒေတာဖွံ့ဖြိုးရေးကိုတက်ထုတူပေါ်ရေးလုပ်ငန်းတွေရာနေအဓိကရရှိတဲ့အခွန်အခောက်အများဖြင့်ပေါ့နော်ဆောင်ရွက်ခဲ့တယ်။ဘိန်းဆိုင်ပြိုးခြင်းမရှိတော့ဘဲနဲ့ဝင်းရေးစေဝါနဲ့ပတ်သက်မှုကင်းရှင်းတယ်ဆိုပြီးတော့ဒါ WSB W UWSB UWSA ရဲ့ဒုက္ခရပေါ့နော်ဝဒုက္ခရကပြောကြားလိုက်တာပါ။ ဟုတ်ကဲ့ပါရှင်ဟုတ်ဒီ raw data မှာပေါ့နော်ဒီဘိန်းကြီးပြင်ပေါ့တခြားဟိုတခြားပေါ့နော် rover site တာတွေနောက်ပြီးလို့ရှင်တခြားရင်းနှီးမြုပ်နှံမှုတွေလာရောက်လောက်ကင်နေရလဲရှိရဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါမူရစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့ကင်းရှင်းနေပြီဆိုပြီးတော့ဒါ raw data ကနေပြီးတော့ပြောကြားထားရလေးပေါ့နော်ဟုတ်ဟုတ်ကဲ့ပါဒါဒုဒုတိယဥက္ကဋ္ဌဖြစ်တဲ့ဦးကျောက်ကောအန်းက April 18ရက်နေ့မှာဒါမီဒီယာတွေနဲ့တွေ့ဆုံချိန်မှာတော့ဒါရှင်းလင်းပြောပြထားတာပါတနစ်ကိုပေါ့နော်ဘလောက်အခွန်ကောက်ရတယ်လဲဆိုတော့ အခွန်ဌာနလည်းမဟုတ်တော့ကျွန်တော်လည်းမသိဘူးတဲ့ဗဏ္ဍာရေးဌာနမဟုတ်တော့လည်းမသိဘူးအသေးစိတ်တော့မပြောနိုင်ဘူးဒါပေမဲ့အဓိကတာဝန်ကတော့ဆက်ဆံရေးကိစ္စနဲ့ဆိုင်နေကျွန်တော်တို့အခွန်ကောက်ဘယ်လိုလာလဲဝင်ငွေဘယ်လိုလာလဲဆိုတော့အလုံးကြီးဆိုင်ကြတယ်ခွန်ကောက်ကရတယ်ကျွန်တော်တို့နယ်မှာတက်တူရှိတယ်တက်တူရတဲ့လောက်ရတဲ့အခွန်ကောက်ရှိတယ်အစိုးရကလည်းနည်းနည်းတူတယ်အဲ့ဒီငွေနဲ့ budget တွေစုပြီးတော့ကျွန်တော်ဒေတာဖွံ့ဖြိုးရေးတည်ဆောက်ခဲ့တယ်ဆိုပြီးတော့ဒါဝါဒေတာရဲ့ဒုဥက္ကဋ္ဌဦးကျော်ကောင်အန်ကနေပြောကြားထားတာပါဗျာဒါဝါဒေတာဟာမြန်မာနိုင်ငံရဲ့စိတ်ပိုင်းဖြစ်တယ်ခွဲထွက်မှလည်းမဟုတ်ဘူးဆိုပြီးတော့ဒါဦးကျော်ကောင်အန်လည်းပြောခဲ့တယ် ဒါပေမဲ့တော့ကျွန်တော်တို့ဒီ1990နောက်ပိုင်းမှာကျွန်တော်တို့ brain စိုက်ပျိုးထုတ်လုပ်မှုတွေနဲ့ပတ်သက်ပြီးတော့ဒါနောက်နိုင်ငံတွေရဲ့ဟိုအစီအခံစာရတွေဆိုရင်တော့ကျွန်တော်တို့ qua data မှာ brain စိုက်ပျိုးထုတ်လုပ်မှုတွေရှိခဲ့တယ်။နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ရော့ကျလာပြီမဲ့အဲ့ဒီ brain စာတခြား methamphetamine ဆိုတဲ့ဒါစိတ်ကြယူသစ်ရှိပြားတွေဒါတော့ပုံမူပြီးဒီရှမ်းပြည်နယ်မှာထုတ်လုပ်လာတယ်ဆိုပြီးတော့ဒါဟိုကျွန်တော်တို့နိုင်ငံနိုင်ငံမူရင်း ဈေးဝတိုက်ဖြတ်ရေးအဖွဲ့ကြီးရဲ့အစည်းအဝေးလေးမှာလည်းဖော်ပြထားတာတွေ့ရတယ်ဗျ။ဟုတ်ကဲ့။ဟုတ်ကဲ့။အခုဆိုရင်ဒါဝါဝါဒေတာရဲ့ည30ပြည့်ပေါ့နော်။ညဉ့်ညဉ့်ကြီးဆိုင်ရာအခမ်းအနားတွေကိုလည်းဒါအာဧပြီလတဲမှာဒါကျင်းပနေရလည်းဖြစ်ပါတယ်။ထို့အတူပဲဒီဝါဒေတာမှာရှိတဲ့ဝါအကြီးကဲဝါလူမျိုးတိုင်းတိုင်းအကြီးကဲတွေကလည်းမီဒီယာနဲ့တွေ့ဆုံပြီးတော့ကျွန်တော်တို့ဈေးစာရှင်းလင်းပွဲတွေမှာဒီဝါဒေတာရဲ့မူရင်းဆေးဝါးနဲ့ပတ်သက်ပြီးတော့နော်။ဘိန်းနဲ့လုံးဝမဆိုင်တော့ဘူးဖြတ်လိုက်တယ်။တားလည်းတားစီတယ်။စားနယ်တွေကကြော်လာတဲ့မူရည်စေဝါတွေကိုလည်းကျွန်တော်တို့မူရည်ဌာနကဒါစီရဲ့ဖိတ်ဆုရဲ့ဖန်ဆီးရဲ့ဒါတော့ အားလုံးလုံးဝရှင်းတဲ့ကိစ္စလို့ပြောလို့ရတယ်ဆိုပြီးတော့ဒါဝါဒေတာရဲ့ဒုတိယဥက္ကဋ္ဌဦးကျော်ကအင်္ဂါဧပြီလ18ရက်နေ့မှာပြောကြားလိုက်တယ်ပါဗျာဟုတ်ကဲ့ပါရှင်ဟုတ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရအောင်ပေါ့နော်ညီမကဒီမှာ voice မှာပါတယ်ပေါ့နော်ဒီသတင်းလေးတစ်ပုဒ်ကိုရေးချက်ထားပါတယ်ဒီသတင်းကတော့ KTV တွေမှာပေါ့နော်တခြင်းအုံပြမှုကိုမူပိုင်ကြီးကောက်မယ်ဆိုတဲ့သတင်းလေးပါရှင်ဟုတ်ကဲ့ ဟုတ်တရားတော့เนาะ KTB ဒါတော့ဗောနော KTB များပဲတေးသချင်းအသုံးပြုမှုအတွက်မူပိုင်ကြီးကောက်ခံသွားမယ်လို့မြန်မာနိုင်ငံတေးသချင်းမူပိုင်ရှင်များအသင်းကနေပြီးတော့သိရတယ်လို့ဒီမှာဖော်ပြထားပါတယ်ရှင်ဟုတ်ကဲ့ပါ KTB ဒီမှာကျွန်တော်တို့ဒါတုံးပြူနေတဲ့တချင်းနေအဲတုံးပြူနေတဲ့သူရဲ့ပြင်းမှုရင်းအဆိုးတော်တွေတေးရည်တွေအတွက်ဒါဟိုထိုက်တဲ့အခါကြီးကြီးငွေလိုအပ်တယ်ဆိုပြီးတော့ဒီကိစ္စကြောကြခဲ့လွန်ခဲ့တဲ့နှစ်နှစ်နှစ်၃နှစ်၄နှစ်လောက်ကလေးရပါပဲဒါအခုဆိုရင်တော့ဘယ်လိုမျိုးဆက်ဖြစ်တယ်ဆိုတော့လေ တင်ပြပေးပါဟုတ်ကဲ့ပါရှင်ဒီမှာပေါ့နော်ဒီလိုမျိုးဒီအသင်းဖွဲ့ကပေါ့နော်ဒီ KTB ကနေပြီးတော့တခြင်းအသုံးပြုမှုမူပိုင်ခြေကောက်တယ်ဆိုတာကဒီလိုဂီတဒီလိုမူပိုင်ခြေရရယ်ဆိုတာ ਨੇ ပေါ့နော်ဂီတပညာရှင်တွေအားလုံးကဝင်ဝင်နှစ်ဆလောက်ပို့ရမယ်ဆိုပြီးတော့ပေါ့နော်အဲ့ပို့ရမယ်ဆိုပြီးတော့ပို့ရမယ်ဆိုတဲ့အချက် ਨੇ ပေါ့နော်အဲ့ကိစ္စကိုအရေးကြီးလို့လောက်တာဖြစ်တယ်လို့ဒီမှာသူတို့ကပြောထားတာရှိရဲ့ရှင်သူတို့ရဲ့ရည်ရွယ်ချက်ကတော့ပေါ့နော်ဟုတ်ကဲ့လက်ရှိရှိနေတဲ့အနေထားကျွန်တော်တို့အသုံးပြုနေတဲ့သူတွေ ကနေပြီးတော့တဆင့်ဒါစီးပွားအဖြစ်ပေါ့နော်ကျွန်တော်ဘယ်လိုမျိုးပို့ပြီးတော့ရနိုင်မလဲဆိုတော့ကိစ္စကိုဒါဆွေးနွေးနေရပါဟုတ် နောက်ပြီးတော့စင်တင်တေးဂီတာဖျော်ဖြေမှုများ KTV များစီးပွားပြင်အင်တာနက်လူမှုကွန်ရက်များတွင်တေးသချင်းအသုံးပြုမှုများမိုဘိုင်းဝင်ချိုးဖောက်ခံရမှုအများဆုံးဖြစ်တယ်ဆိုပြီးတော့ဒီသတ်မှတ်ထားတယ်ပေါ့နော်မိုဘိုင်းကြီးကောက်မဲ့အဖွဲ့အစည်းနေပြောထားရှိပါရဲ့ရှင်နောက်ပြီးတော့ KTV များတွင်မိုဘိုင်းကြီးကောက်ရမယ့်ကိစ္စနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံဂီတအစည်းအရုံးနဲ့ MPRO အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်မယ်ဆိုပြီးတော့လည်းဒီမှာဖော်ပြထားပါတယ်လက်ရှိအချိန်မှာ KTV တွေကသချင်းအသုံးတေးသချင်းအသုံးပြုနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံဂီတအစည်းအရုံးရဲ့ထောက်ခံချက်ဖြင့်လုတ်ကင်နေတယ်ဆိုပြီးတော့ဂီတအစည်းအရုံး ုံးကနေပြီးတော့ပြောကြားထားတာရှိပါတယ် KTV များတွင်တချင်းမီများတီးဆိုခဲ့ခြင်းနဲ့ပတ်သက်၍ရေတွက်ခြင်းအတွက်နီးပညာအခက်ခဲမူပိုင်ကြီးကောက်ကောက်ခံရန်မူပိုင်ခွင့်ဥပဒေထွက်ပေါ်ထွက်မပေါ်သေးခြင်းစတဲ့အခက်ခဲများရှိနေသေးတယ်ပေါ့နော်ဒါကတော့ဒီလို KTV အတွက် KTV များမှာမူပိုင်ကြီးတချင်းအတွက်ကောက်မယ်ဒါပေမဲ့ဒီမှာကဥပဒေတတ်မှတ်ထားတာမရှိတဲ့အတွက်ကြောင့်ဒါတွေကအခက်ခဲသူတို့အတွက်ရှိနေသေးတယ်ပေါ့နော်အဲ့လိုမျိုးသူတို့ပြောထားပါတယ်ဟုတ်ပါတယ်ဒါ KTV တစ်ခုမှာကျွန်တော်တို့ဆိုရင်လည်းဒါတကယ်ချင်းပေါင်းနေတယ်သွားပြီးဆိုရယ်ဘယ်တချင်းဆိုခဲ့ရဆိုဘူးမှလည်းမှတ်မထားကြဘူးပေါ့နော် ဟိုဒါဆိုင်ရလဲလိုက်မှတ်ပေးဖို့လည်းမဖြစ်နိုင်ဘူးလေဒါလေးရှိပါပြီဟုတ်ပါတယ်အဲ့ဒါကြောင့်သူတို့ကဒါမှအခက်အခဲဖြစ်နေရဆိုပြီးတော့ပြောတယ်ပေါ့သူတို့ကောက်တော့ကောက်မယ်ဒါမှမဟုတ်ဒါအခက်အခဲရှိနေတယ်လို့ပြောပါရှင့်ဟုတ် မဲတော့လုံမယ်ဆိုတာကိုတော့တိကျပြောလို့မရသေးဘူးတဲ့တိတ်မကြိုင်ခင်ကာလမှာတော့အကောင့်ထဲပေါ်လုံမယ်ဆိုပြီးတော့ KDU များထံမှတချင်းမူပိုင်ချင်းကောက်ခံမဲ့ဒီ MPRO အဖွဲ့တာဝန်ရှိသူကဒီမှာပြောကြားထားပါဗျ။မြန်မာနိုင်ငံတည်တချင်းမူပိုင်ရှင်များအသင်းကတရားဝင်မှတ်ပုံတင်ဆောင်ရွက်နေတဲ့အဖွဲ့အစည်းဖြစ်ပြီးတော့ဒီအဖွဲ့မှာတဲ့နိုင်ငံတော်တည်ဆရာများရှင်ဖွဲ့စည်းထားတယ်တဲ့မြန်မာနိုင်ငံတည်တချင်းမူပိုင်ရှင်များအသင်းအသင်းကတဲ့အပီပီဆိုင်ရာတည်ဆရာများကောင်စီရဲ့အတိမတ်ပြုခံထားရတဲ့အဖွဲ့အစည်းလေဖြစ်တယ်ဆိုပြီးတော့ဒီမှာဖော်ပြထားသေးပါရဲ့ရှင်။ဟုတ်။ဟုတ်ကဲ့ပါ။ဒါလေးရတဲ့ထူးထူးခြားခြားသတင်းလေး လေးဖြစ်ပါတယ်ဒါကျွန်တော်တို့မြန်မာနိုင်ငံမှာကျွန်တော်တို့မြန်မာနိုင်ငံနဲ့မူပိုင်ခွင့်ဆိုတဲ့ပြဿနာအားလည်းကျွန်တော်တို့ဒါတော်တော်လေးကိုဟိုဟိုဖြည့်ရှင်းရမယ့်ခက်ခဲတဲ့ပြဿနာတစ်ခုလည်းဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါနောက်ဆုံးအနေနဲ့ဒီမှာကျွန်တော်ရွေးချယ်ထားတဲ့ကာတွန်းလေးကတော့မြန်မာတိုင်းသတင်းစာရဲ့စာမျက်နှာနှစ်ကကာတွန်းလေးပါဒီကာတွန်းလေးကလည်းထူးထူးခြားခြားကျွန်တော်နှစ်သစ်မှာဟိုနှစ်သစ်ကူဆူတောင်းတာရှိလို့နှစ်သစ်ကူနိုင်ငံတော်အကြီးအကဲတွေရဲ့မိန့်ခွန်းတွေလည်းပြောကြားတာတွေလည်းရှိပါတယ်အဲ့တော့နှစ်သစ်ကူမိန့်ခွန်းတွေထဲမှာဘာတွေထူးခြားတယ်လဲဘာတွေပါတယ်လဲဆိုတာကိုလည်း ဒါသတင်းဌာနတွေအသီးသီးကနေပြီးတော့လေ့လာပြီးတော့ဒါကျွန်တော်တို့ရှင်းလင်းတင်ပြတာတွေလည်းရှိပါတယ်ဒါပေမဲ့ဒီကတ်တွန်းလေးကတော့အဲ့အခြေအနေအားလုံးကိုတည်ယောထားတဲ့ဖြစ်တိုင်းတောင်ရဲ့ကတ်တွန်းလေးပါဒီမှာတိုင်းစာမျက်နှာနှစ်မှာပါရှိပါတယ်ယူစားကြည့်ကြပါဦးခင်ဗျာဟုတ်ကဲ့ပါဒီကတ်တွန်းလေးတွေပဲ DVB ရဲ့ ဒင်းစာဘောကဖတ်ဆရာများအစီအစဉ်ကိုနှုတ်ဆက်ခဲ့ပါတယ်။ DVB ပြည့်တက်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျေးဇူးတင်ပါတယ်ရှင်။